င်္ဂလာပါခင်ဗျာဒီနေ့မေလ28ရက်ဗုဒ္ဓဟူးနေ့မှာထွက်ရှိလာတဲ့သတင်းစာတွေဂျာနယ်တွေထဲကပြည်ထောင်စိတ်ဝင်စားတဲ့သတင်းတွေကာတွန်းတွေကောင်းလို့ဖတ်ကြပေးမယ့်အစီအစဉ်ပထမပိုင်းဖြစ်ပါတယ်ဒီအစီအစဉ်မှာကျွန်တော်ထွန်းထွန်းသိမ့်တဲ့သူကျွန်တော်လင်းဆောင်တို့ကတင်ဆက်ဖတ်ကြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုလင်းဆက်ရေးဘာသတင်းတွေမှာထူးခြားတွေ့ရလဲခင်ဗျာဟုတ်ကဲ့ဒီနေ့သတင်းစာတွေကရွေးချယ်ထားတာတော့ဒီ Daily 11သတင်းစာတွေကပေါ့နော်ចောင်းသားတမကများကိုပျက်စီးအောင်ပြုလုပ်နေခြင်းမှာចောင်းသားများရဲ့စူးစိမှုအားအာနာစင်အစိုးရဆက်ဆက်ចောင်းနေခြင်းကြောင့်ဖြစ်တယ်လို့ចောင်းသားခေါင်းဆောင်မဖြူဖြူအောင်ကပြောကြားရတဲ့ဆိုတဲ့သတင်းနဲ့ န်တော်ချိန်နေ့စဉ်သတင်းစာမှာပါတဲ့ရွေးကောက်ပွဲမှာ USDB သာနိုင်မယ်လို့ဥအောင်တောင်းကယုံကြည်ပြီး USDB နဲ့ပြည်ထောင်ဝန်ကြီးချုပ်တို့ရဲ့ခံယူချက်များထပ်တူကြနေတယ်လို့ပြောထားတဲ့သတင်းနဲ့ပြည်မြန်မာနေ့စဉ်သတင်းစာမှာအစိမ့်ပညာရေးဥပဒေမှာပါစီတဲ့တက္ကသိုလ်များအခန်းကဏ္ဍကိုရှင်းရှင်းလင်းလင်းပြုလုပ်ရန်ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းထားတယ်ဆိုတဲ့သတင်းတွေကဒီနေ့ထွက်လာတဲ့သတင်းတွေမှာအကောင်းကြီးသတင်းဖြစ်တွေ့ရပါတယ်ခင်ဗျာအကိုကြီးဟုတ်ကဲ့ကျွန်တော်ကတော့ဒီ voice မှာပါတဲ့အိဒါအပေါ်လေးတစ်ခုကိုအရင်ဖတ်ပြချင်ပါတယ်လော်ဘီများဤအန္တရာယ်ဆိုပြီးသူရေးထားတာဖြစ်ပါတယ် လူခွင့်ရေးအချို့ပေါက်ခံမြန်မာနိုင်ငံသားရိုဟင်ဂျာများအဖြစ်တဲ့နိုင်ငံတကာမီဒီယာစာမျက်နှာတွေကနေတဆင့်ပုံဖော်ခံထားရတာကြောင့်ထိလွဲခိုက်လွဲတနားလွယ်လူခွင့်ရေးရှူတောင်းကမြန်မာနိုင်ငံအပေါ်ဝေဖန်ပစ်တင်မှုတွေတောက်လျှောက်ရှိနေခဲ့တဲ့ဘင်္ဂါလီလူစည်းဒုက္ခတွေကိုအခုခါမှာတော့တဲ့ဘင်္ဂလားဒေ့နိုင်ငံသားတွေဖြစ်ကြောင်းရန်ကုန်မြို့တော်အခြေဆိုင်တဲ့ကုလသမဂ္ဂသတင်းပြန်ကြားရေးဌာနကဒါတရားဝင်ထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်တဲ့ပြီးခဲ့တဲ့နှစ်ပေါင်း20ကျော်အတွင်းမှာလည်းတဲ့နိုင်ငံသားတွေကိုပင်ရက်ဆက်စွာဖိနှိပ်အုပ်ချုပ်ခဲ့တဲ့အာဏာရှင်အစိုးရ၏ပုံရိပ်ဆိုးကိုအတုံးချကား ရိုရင်ဂျာနာမည်ခံဘင်္ဂါလီတွေအပေါ်တွင်လည်းတဲ့ထိုအတိုင်းဆက်ဆံကောင်းဆက်ဆံမှုရှိတယ်ဆိုပြီးလော့ဂျစ်နေပြင်ကောက်ချက်ဆွဲဝါရဖြတ်မှုတွေကြောင့်ကိုချင်းစာစီရှိတဲ့လူအများကိုလွဲကူစွာအယုံသွင်းနိုင်ခဲ့ပါတယ်ဆိုပြီးတော့တတော်ကကျွန်တော်တို့ဒီလေးစီးပြီးတော့ဝင်ရောက်ရှိတာလည်းဒီဒုက္ခတွေဟာဒါတကယ်တော့မြန်မာနိုင်ငံသားတွေမဟုတ်ဘဲနဲ့ဘင်္ဂလားဒေ့နိုင်ငံသားတွေဖြစ်တဲ့ဆိုတာကိုဒါဒီကျွန်တော်တို့ရန်ကုန်မြို့တော်အခြေဆိုင်တဲ့ကုလသမဂ္ဂသတင်းပြန်ကြားရေးဌာနကဒါတရားဝင်ထုတ်ပြန်လိုက်တယ်ဆိုပြီးတော့အဲ့ဒါကိုရေးထားတာဖြစ်ပါလေ မြန်မာနိုင်ငံတွင်မူတွေပါတီမဒီမိုကရေစီခစ်ကားတဲ့အာဏာရပါတီရဲ့မဲရလိုမှုကြောင့်လည်းရိုဟင်ဂျာနာမည်ကိုအခိုက်အတန့်မြတ်အတိမတ်ပြုခဲ့ခြင်းကိုအကြောင်းပြုပြီးတော့တဲ့အဲ့ဒီနာမည်နဲ့ဓာတ်ရိုက်မသက်ဆိုင်သူတွေကပါထိုနာမည်ကိုအသုံးပြုပြီးနိုင်ငံတကာစာမျက်နှာမှာလူဦးရေပေါက်ကွဲနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအိန္ဒိယမြန်မာနိုင်ငံအပါအဝင်တခြားနိုင်ငံတွေကိုရွှေ့ပြောင်းနေထိုင်သူတွေအားလုံးကိုရိုဟင်ဂျာအမိတပ်ပြီးတော့ဇန်နာစီခဲ့တာဖြစ်ပါတယ်တဲ့ ပြီးတော့လိုအပ်တဲ့ငွေကြေးအလုံလောက်ပေးရင်လွတ်တော်အပါအဝင်အစိုးရအဖွဲ့တွေကပါလက်ခံယုံကြည်သွားစေရန်လော်ဘီလုပ်ပေးနိုင်တဲ့အနာမကျော်လော်ဘီကုမ္ပဏီကြီးတွေကြောင့်လည်းအမေရိကန်သမ္မတအိုဘားမားကိုယ်တိုင်ကတဲ့၎င်းရဲ့ပထမအကြိမ်မြန်မာနိုင်ငံခီးစဉ်အတွဲမှာပဲနိုင်ငံတွင်းကရိုဟင်ဂျာတွေကနိုင်ငံသားအခွင့်အရေးနဲ့ထိုက်တန်ကြောင်းမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုစွတ်ဖက်ပြောဆိုသွားခဲ့တာဒါတွေကိုတွေ့ရတယ်ဆိုပြီးတော့ဒါလော်ဘီတွေအန်ဒီရပေါ့လေဂျားကနေကျွန်တော်တို့ဝါဒဖြန့်တဲ့ပုံကိုယ်တွေပေါ့လေလော်ဘီတွေအန်ဒီရအကြောင်းကိုကျွန်တော်တို့အခုလက်ရှိမြန်မာနိုင်ငံရဲ့ image ထိခိုက်ခဲ့ရတဲ့ဆိုတဲ့အကြောင်းဒါ voice aid အဖွဲ့ကဒါတုံးတက်ရေးသားတာဖြစ်ပါတယ်ခင်ဗျာဒီလိုတော့မှလည်း lobby တွေကိုလည်းပေါ့နော်ငွေကြေးတွေကွန်ကြက်ခံပြီးတော့9နေရာလဲကျွန်တော်တို့ပြရပါတယ်တင်းနေတယ်တွေ့ရတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ပါကျွန်တော်တို့ဒီ daily 11နေ့စဉ်သတင်းစာတွေမှာပါတယ်ပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့သတင်းတွေပေါ့ပါအဆင့်မြင့်ပညာရေးဥပဒေရေးဆွဲရန်ဒေါအောင်ဆန်းစုကြည်နဲ့တက္ကသဘက္ကသကျောင်းသားများအားနေပြည်တော်မှာတွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းမှာအဆင့်မြင့်ပညာရေးဥပဒေရေးဆွဲရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နဲ့အခြားသက်ဆိုင်တဲ့အဖွဲ့အစည်းများအပြင်တက္ကသဘက္ကသကျောင်းသားများအားနေပြည်တော်မှာတဲ့ တွဲဆုံဆွေးနွေးခဲ့တယ်လို့ဖော်ပြထားပါတယ်။အစည်းအဝေးသို့တဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်သိပ္ပံနည်းပညာဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာအောင်ကျော်မြတ်နဲ့ပြည်သူ့လွတ်တော်ပညာရေးမြင့်တင်မှုကော်မတီမှဥက္ကဋ္ဌဒေါက်တာချမ်းချင်းတို့အပါအဝင်တာဝန်ရှိသူများအသီးသီးတက်ရောက်ခဲ့ကြကြလို့ပြောပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာတက်ရောက်ခဲ့တဲ့ကျောင်းသားတယောက်ဖြစ်တဲ့ကိုချေဝင်းမောင်ကအမျိုးသားပညာရေးဥပဒေနဲ့အဆင့်မြင့်ပညာရေးဥပဒေချိတ်ဆက်မဲ့နေရာမှာအငင်းပွားပွဲမဟုတ်ပေမဲ့ထိတ်တဲ့ရင်ဆိုင်ရမှာတွေရှိပါတယ်လို့ပြောထားပါတယ်။ အခုလက်စီမှာလည်းလုပ်နေပါတယ်အရင်တော့ကသိပ္ပံနဲ့နှီးပညာဝင်ကြီးဌာနအောက်မှာကွန်ပျူတာတက္ကသိုလ်များနှီးပညာတက္ကသိုလ်များ GDI အကုန်လုံးပါပါတယ်အခုတော့သိပ္ပံနဲ့နှီးပညာအောက်ကနေနှီးပညာနဲ့အသက်မွေးဝမ်းကြောင်းခွဲပြီးတော့သင်ကြားလာတာတွေရှိပါတယ်ပြီးတော့မူလတန်းပြည်တာနဲ့တင်ပဲအသက်မွေးလမ်းအတွက်ကို training တွေသင်တန်းတွေလုပ်ဖို့ရှိနေတယ်ဒီကလေးတွေဟာဆက်ချောင်းနေနဲ့ professional line ကိုရွေးဖို့ဆိုတာငွေလုံးဘူးလားဆိုတဲ့ပြဿနာရှိနေပါတယ်နိုင်ငံတကာမှာဆို၁၆နှစ်လောက်မှရွေးကြတယ်အဲ့ဒီတော့အခုအားကမူလတန်းလောက်နဲ့တင်အဲ့ဒီလိုမျိုးလုံနိုင်ပါမလား ဥပဒေတစ်ခုလုံးတဲ့နေရာမှာကောင်းဖို့လဲလိုသလိုလက်တွေ့ကျဖို့လဲလိုတယ်။ဒါကြောင့်အပြန်လန်ဆွေးနွေးရမှာတွေအများကြီးရှိပါတယ်ဆိုပြီးတော့အစည်းအဝေးဘက်ကိုတက်ရောက်ခဲ့တဲ့ဒီကိုချစ်ဝင်းမောင်ကပေါ့နော်ပြောခဲ့တာပါခင်ဗျ။အစည်းအဝေးသို့တဲ့တက်ရောက်ခဲ့တဲ့သိပ္ပံနဲ့ဤပညာဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာအောင်ကျော်မြတ်ကအစိမ့်ပညာဥပဒေရေးဆွဲရေးအတွက်ကိုအမျိုးသားပညာဥပဒေအတီးပြုတ်ပြီးမှလုံးလို့ရမှာကြောင့်အခုကစပြီးတော့ခေါ်တဲ့သဘောပါ။တော်တော်ကြာကြာရထပြီးမှပြန်ခေါ်တာဆိုတော့ပထမအကြိမ်ဖြစ်သွားတာပေါ့လေ။အရင်တော့ကတော့အစိမ့်ပညာရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတယ်။ အခုတော့အမျိုးသားပြည်ညာဥပဒေကလည်းပြန်လည်ပြင်ဆင်ရေးလုပ်နေပြီဆိုတော့ဒေါ်ဆန်းစုကြည်ပြောသွားတာကဒီဥပဒေဟာနှစ်ပတ်လောက်အတွင်းပြတ်မယ်တဲ့အဲ့ဒီလိုပြတ်တဲ့အခါမှာပေါ့နော်ဒီဒီဥပဒေတွေရေးဆွဲဖို့အတွက်ကိုပြန်လုပ်ရမှာဒါကြောင့်မို့လို့ဒီအစိမ့်ပြည်ညာဥပဒေရေးဆွဲရေးကော်မတီကအစည်းအဝေးပြန်ခေါ်တဲ့သဘောပါပဲလို့သတင်းတောင်များကိုဒီနေပြည်တော်မှာပေါ့ဒေါ်ဆန်းစုကြည်နဲ့တွေ့ခဲ့တာနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူကရှင်းပြလိုက်တာပါ ဒီအစည်းအဝေးကိုတက်ခဲ့တယ်ပေါ့နော်ဒီအစည်းအဝေးမှာတက်ခဲ့တဲ့ចောင်းသားတွေကတော့ចောင်းသားကိုယ်စားလှယ်များမှာဟိုမောင်စရာလွင်မောင်နှင်းလင်းမောင်ရဲဇာတိထွန်းနဲ့ပေါ့နော်ဒီကိုအောင်နေပိုင်တို့ပေါ့ဟိုစတယ်ပေါ့နော်ចောင်းသားတွေတယောက်ခဲကြတယ်ဒီတင်းတဲ့ចောင်းသားကောင်းဆောင်တွေပေါ့နော်ဘာကာတာတာကာတာចောင်းသားတွေတယောက်ခဲကြတယ်ဟုတ်မရှိတာကတော့ဒီအမျိုးသားပညာရေးဥပဒေကိုလွတ်တော်ကပြင်ဆင်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ဒီပြင်ပမှာကြံရှိခဲ့တဲ့ចောင်းသားကောင်းဆောင်တွေနဲ့ဆက်တဲ့တွေ့ဆုံတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မနေ့ကလည်းဒီလက်ပံမှာဖန်ဆီးခံခဲ့ရတဲ့ဒီမိုကရေစီပညာရေးចောင်းသားကောင်းဆောင်တွေကိုဂျုံထုတ် ကျွန်တော်တို့တော့တွေ့ရတယ်အဲ့လိုရုံထွက်တဲ့ချိန်မှာဒီចောင်းသားကောင်းဆောင်တွေကိုလက်လက်နှစ်ဖက်ကိုလက်တွေခတ်ပြီးတော့ဒါရုံထွက်တဲ့ဂျုံရင်ဆိုင်ကဖြစ်ပေါ်ခဲ့တဲ့သတင်းတွေလည်းကျွန်တော်တွေ့ရတယ်ဆရာဆရာဟုတ်ကဲ့ကျွန်တော်ကဒီ Yukon Winner ပတ်သက်တဲ့သတင်းတစ်ခုကျွန်တော်ဆက်ပြီးတော့ဖတ်ပြချင်ပါလဲဒီ voice မှာပါတဲ့သတင်းတစ်ခုပါပဲတိုင်းနာဒေတာများတွင်နဲ့ပိုမိုအလေးထားရှင်ပြိုင်ရန်ကြံ့ခိုင်ရေးပါတီပြင်ဆင်ဆိုတဲ့သတင်းမှာ2015ထွေထွေ Yukon Win အောင်နိုင်ရေးအတွက်တိုင်းနာဒေတာတွေမှာပိုမိုအလေးထားရှင်ပြိုင်ဖို့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကပြင်ဆင်နေတယ်ဆိုပြီးတော့ဘ ਹੁ ကော်မတီဝင်ဦးတင်စောကပြောတယ်ဆိုတဲ့သတင်းမှာဒီ ပြည်မမာထဲတဲ့ဒီတိုင်းရင်းသားဒေသတွေမှာပို့ပြီးအလေးထားရှင်ပြန်ရပါမယ်တဲ့တိုင်းရင်းသားပါတီငယ်တွေပို့ပြီးပေါ်ထွက်လာတယ်ဘာလို့လဲဆိုတော့တချို့တိုင်းရင်းသားဒေသတွေမှာလူမျိုးစွဲကြီးတာတွေရှိနေတယ်တဲ့ပြီးတော့အကြံခံရေးဆိုရင်စစ်တပ်ကယူနီဖောင်းထွက်တာတဲ့ပါတီလို့ပဲမြင်နေတာတွေရှိပါတယ်တဲ့အဲ့ဒီတော့အဲ့ဒီနေရာတွေအတွက်ပို့ပြီးအလုပ်လုပ်ရမယ့်အနေအထားတွေရှိပါတယ်ဆိုပြီးတော့ဒါကြံခံရေးဘိုးကော်မတီတယောက်ဝင်တယောက်ကပြောထားတယ်ကြံခံရေးဆိုရင်ဒီမှာသူကစစ်တပ်ကနေယူနီဖောင်းထွက်ထားတဲ့ပါတီလို့မြင်နေတယ်ပေါ့အဲ့အမြင်တွေပျောက်ဖို့လဲသူတို့ဒါတိုင်းရင်းသားဒေသတွေမှာသွားရှင်းပြမယ်ဆိုပြီးတော့ပြောတဲ့တဲ့မှာခင်ဗျ အထွေထွေရွေးကောက်ပွဲမှာလည်းပြည်ထောင်ချန်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီအတွင်းသက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက်ဒေသခံပါတီဝင်ကိုယ်စားလှယ်လောင်းတွေကဝင်ရောက်ရှင်ပြိုင်နိုင်ရေးကိုဦးစားပေးရွေးချယ်မှာကျေးဇူးတော်မှာဖြစ်တယ်ဆိုပြီးတော့သူကဆက်ပြောတယ်ဒီတီမမှာတော့အင်အားကြီးပါတီကြီးများကိုရှင်ပြိုင်ရန်ခက်ခဲပေမဲ့လည်းတဲ့ဒီတိုင်းဒေသပါတီတွေအခြေစိုက်တဲ့ပြည်နယ်တွေမှာမူရွေးကောက်ပွဲတွေအနိုင်ရရှိရန်ပြင်ဆင်မှုများရှိကြောင်းညီနောင်တိုင်းဒေသပါတီများဖက်ဒရေးရှင်းအဖွဲ့ဝင်ဦးစောသားမြင့်ကလည်းပြောပါတယ်တဲ့ဒါတခြားတိုင်းဒေသပါတီတွေကလည်းပြည်မမှာဆိုရင်အင်အားကြီးပါတီတွေနဲ့ရှင်ပြိုင်ဖို့အခက်အခဲရှိတဲ့အတွက် ဒီကျွန်တော်တို့တိုင်းနာဒေတာလေးမှာရွေးပြီးပြိုင်မယ်ဆိုတော့ဟောပြန်ပြီးတော့ဖြည့်ရှင်တာတွေ့ရခင်ဗျဆိုလိုဆိုလိုတာတော့ကျွန်တော်တို့ကြက်ခိုင်ပါတီကဒီတိုင်းနာဒေတာလေးမှာတွားပြီးတော့ရှင်ပြိုင်မယ်အဲ့ဒီလိုပဲတိုင်းနာပါတီတွေကလည်းပြည်မမှာမပြိုင်မဲနဲ့ဒီသူတို့ပြည်နယ်တွေမှာပြိုင်မယ်ဆိုတော့ဒါတိုင်းနာပါတီတွေနဲ့ကျွန်တော်ပြည်တော်ကြက်ခိုင်တဲ့ပါတီပါတီနဲ့ထိုက်တိုက်တွေ့မဲ့တဘောကိုတွေ့ရတယ်ခင်ဗျအလားတူပဲကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့လည်းဒါတော်စားစုကြီးကိုယ်တိုင်တော်တော်ကကျွန်တော်ပူတာကိုခီးစင်မှာမဲဆွေစီယုံတာတွေ့ရတဲ့တိုင်းနာဒေတာလေးမှာရှင်ပြိုင်မယ် ရှင်ပြိုင်ဖို့ပို့ပြီးတော့အလေးထားပြင်ဆင်နေတာတွေ့ရတဲ့ကျွန်တော်တို့ဒီပြည်မမှာလည်းဆိုင်ရင်ဒီတိုင်းနယ်ဒေတာတွေမှာအခု2015ရွေးကောက်ပွဲကပုံမရှင်ပြိုင်ပြီးတော့ပြင်းထန်မဲ့တဘောတွေ့ရတယ်ခင်ဗျာဘယ်လိုအနိုင်ရရှိမလဲဆိုတော့ဒါလုံးနိုဝင်ဘာရုပ်ောက်ပဲအဆုံးဖြတ်ကပြေးပါဖြစ်ပါတယ်။တိုင်းသားဒီပါတီမှာပေါ့နော်ဒီခေါင်းဆောင်တွေကလည်းဟိုတနေ့ရပဲပေါ့။မေ25ရက်နေ့ကထုတ်ပြန်ချက်ထုတ်လိုက်တယ်ပေါ့နော်။ပြည်နယ်နဲ့တိုင်းမှာသူတို့ဒီတိုင်းရင်းသားခေါင်းဆောင်တွေကိုပေါ့ရွေးချယ်တင်မြှောက်ခွင့်ရဖို့အတွက်ပုံမှန်ပေါ့နော်။ဒီပြင်ဆင်ပေးဖို့ဆိုပြီးတော့လည်းသဘောထားထုတ်ပြန်ထားတာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။ ကျွန်တော်တို့ဒီစံတော်ချိန်နေ့စဉ်သတင်းစာတွေမှာပေါ့နော်ဒီရုပ်ဖော်ထားတဲ့ကတ်တွန်းတွေတစ်ခုကိုပြောပြချင်ပါတယ်ကတ်တွန်းဆရာတန်းနိုင်ပေါ့ရေးဆွဲထားတာဟုတ်ကဲ့အဲပါတဲ့ဒီရုပ်ဖော်ပုံစံလေးကတော့ကျောင်းသားမိဘတယောက်ကပေါ့နော်ပြောထားတဲ့ပုံစံလေးပါဘာစိတ်မှတော့မကုန်ဘူးအေးအဲဆရာမကျူစင်ကတော့ချက်ချင်းပေးခဲ့ရတယ်ဆိုပြီးတော့ပေါ့နော်ဒီကျောင်းသားမိဘတယောက်ကဒီထဲမှာတရုပ်ဖော်ထားတာတွေ့ရပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ဒါလက်ရှိအခမဲ့ပညာရေးစနစ်ကိုဒီကျွန်တော်တို့မူလတန်းကနေဒီအတက်ကလေးဝန်ထမ်း၁၀တန်းဒီကိုဟုတ်ကဲ့ စပြီးတော့ဒီနေ့မှအကောင့်တွေပေါ်ပေးမယ်လေတကယ်တော့အကြောင်းအသွားတဲ့ချိန်မှာဒီအတမ်းမဲ့ဆရာမရဲ့ကျူရှင်ကားကိုဒါတည်တံပေးခဲ့ရတယ်ဆိုတဲ့ဘောကိုကျွန်တော်ဆရာတေော်ပြီးရေးဆွဲထားတာဖြစ်ပါတယ်ခင်ဗျာအကြောင်းကတော့မပေးရဘူးပေါ့အိမ်မှာတော့ပေါ့အိမ်အိမ်မသွားပေးရဆိုတဲ့ဘောပါဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်တို့ဒီကာတွန်းနဲ့ပဲနေ့စဉ်ထွက်ရှိတဲ့သတင်းစာတွေ channel တွေထဲကပြည်တိုင်းစိတ်ဝင်စားတဲ့သတင်းတွေကာတွန်းနဲ့ကောင်းလို့ဖတ်ကြတဲ့အစီအစဉ်ပထမပိုင်းပြီးဆုံးပါပြီ DVB ကိုကြည့်ရှုလို့တဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်စီပါတယ်ခင်ဗျာ